ချစ်တာနဲ့တန်ရောစင်ရှိတာမတူဘူးချစ်တယ်ဆိုတာတခဏလေးတွေ့လိုက်တဲ့အချိန်တွေမှာပဲလူတစ်ယောက်ကိုချစ်မိသွားနိုင်တယ်ဒီနေ့ချစ်မိပြီးနောက်နေ့မှလည်းချက်ချင်းပဲမချစ်နိုင်တော့တာမျိုးလည်းဖြစ်နိုင်တယ်တန်ရောစင်ဆိုတာကချစ်တယ်ဆိုတာထက်ဘူလင်းနဲ့တည်းတိဆောက်ရတဲ့ကာလတွေကလည်းအရန်ကြတယ်လူနှစ်ယောက်မချစ်ဖဲနဲ့လည်းတန်ရောစင်ကြောင့်လက်ထပ်သွားကြတာတွေရှိတယ်တန်ရောစင်က ချစ်တယ်ဆိုတာလိုမျိုးအပြောင်းလဲမရှိပါဘူးဒီနေ့တန်ရောစင်ရှိလေနောက်နေ့နောက်နေ့ပေါင်းများစွာမှလည်းရှိနေအောင်ပါပဲမုန်းနေတော့မှတန်ရောစင်ဆိုတဲ့စိတ်ကြောင့်စိတ်ထဲမှာတွေးမိပြီးတတိယနေမှာအဲ့တော့တယောက်နဲ့တယောက်ချစ်တာအပြင်တန်ရောစင်ရှိသွားရင်ဘသူဖြစ်ဖြစ်မပြတ်ကြတာများတယ်ပြတ်သွားခဲ့တယ်နော်တယောက်နဲ့တယောက်တရားပါမမိတ်နိုင်ကြတာများတယ်တန်ရောစင်ဆိုတာက ချစ်တယ်ဆိုတာတက်ပိုလေးနဲ့တလို့ပိုပြီးလဲဖြတ်တော်ရခတ်တဲ့ကြိုးတစ်ချောင်းပါအနေဝေးတဲ့ချစ်သူဘဝမှာအချစ်တခုတည်းနဲ့မတင်ပြပါဘူးတန်ရောစင်တွေနဲ့ရစ်ပတ်ပြီးမှဒီကြိုးကခိုင်းပါတာအဲ့တော့လူတစ်ယောက်ကတန်ရောစင်အပြင်ချစ်တယ်ဆိုတာတက်ပိုပြီးချစ်တတ်တဲ့လူမျိုးတွေမှာခမရပါနေမယ်ဆိုရင်တော့သူများတွေထက်သုံးစားမက ခံစားရမယ်ဆိုတာကတော့အသေးချာပါပဲ။